မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မှာတရုတ်ချက်ချင်းဒီအသင်းရဲ့ကုညီရေးရေနှန်းကိုကြိုတင်သတင်းပေးပို့ထားခြင်းမရှိတဲ့အတွက်အချက်ဘတ်စစ်တပ်ကပြစ်ခတ်တားဆီးခဲ့တယ်လို့စစ်ကောင်စီရဲ့ပြောခွင့်ရအချက်ဘတ်ဇော်မဲလုံးကဝန်ခံပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel များကနေတစင်တရုတ်ချက်ချင်းဒီအသင်းရဲ့ရေနှန်းပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့အချက်ဘတ်ဇော်မဲလုံးကအခုလိုမျိုးရှင်းလင်းထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်မနေ့ကအေပီလတရက်နေ့ည9:00ခွဲအချိန်မှာနောင်ချုံမြို့နယ်အုံမတိကျေးရွာအနီးကိုရောက်ရှိ ှိလာတဲ့တရုတ်ကြက်ချင်းနေအသေးရဲ့ကုညီကန်ဆယ်ရေးရင်နှန်းကိုပြစ်ခတ်တားဆီးခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီရင်နှန်းဟာဝင်ရောက်မှာကိုချိုတင်ပြီးတော့အကြောင်းကြားတာချင်းမရှိဘူးလို့၎င်းကပြောဆိုလိုက်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့မြန်မာနိုင်ငံကိုရောတပ်ဆိုင်ရာစစ်တမ်းရုံးကိုရောအကြောင်းကြားတာချင်းမရှိဘူးဆိုတာပထမဦးစွာသိရပါတယ်။ဖြစ်စဉ်အနေနဲ့ကတော့ဖြစ်တဲ့နေရာကနောင်ချုံမြို့နယ်အော်မတီကျေးရွာအနီးမှာဖြစ်ခဲ့တာပါ။အဲ့ဒီနေရာမှာကလည်းတပ်မတော်နဲ့ TNL တို့ကြားမှာတိုက်ပွဲဖြစ်ပွားနေတာကိုကျွန်တော်တို့အားလုံးသတင်းများကနေတစ်ဆင့်သိရှိနိုင်ပါတယ်။ဖြစ်စဉ်ကတော့ AP လ တရနေ့ည9:00နာရီခွဲလောက်မှာနောင်ချိုဘက်ကနေပြီးတော့ရင်းနှန်း6:00လောက်ပါတယ်လို့ပြောတယ်။အုံမတိရွာနာမှာကျွန်တော်တို့ရဲ့တက်မတော်လုံချုံရွေးအဖွဲ့ရှိပါတယ်။တက်မတော်လုံချုံရွေးအဖွဲ့အနေနဲ့ဒီရင်းနှန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားဆီးလို့မရတဲ့အခါမှာမီတာ100အကွာလောက်ကလေးကမီးထိုးပြီးတော့တားဆီးတယ်။မီတာ100လောက်မှာတော့မိုးပေါ်ထောင်ပြီးတော့တနက်နဲ့၃ချက်ပြစ်ဖောက်လိုက်တယ်လို့သိရပါတယ်။ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့တော့အကြမ်းပြန်သိရတယ်။ ်ကားတွေကမြန်မာနိုင်ငံနံပါတ်တွေရဲ့ကားတွေပဲဖြစ်ပါတယ်လို့အချက်မဲ့ဇော်မဲလုံးကဝန်ခံပြောဆိုထားပါတယ် TNL ရဲ့သတင်းထုတ်ပြန်ကြမှာတော့စီကောင်စီကိုချိုးတင်သတင်းပေးပို့ထားတော်လဲတရုတ်ချက်ချင်းဤအသေးရဲ့ငလျင်ဘေးတင့်ပြည်သူများထောက်ပံ့ရေးကာကိုးစည်းကိုစစ်တပ်က နောင်ချိုမြို့နယ်မှာပြစ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မနေ့ကအေပီလာတရက်နေ့ည9:22မိနစ်အချိန်မှာပြည်ထောင်နိုင်ငံကြက်ချင်းဒီအသင်းကမြန်မာနိုင်ငံငလျင်ဘေးတင်တဲ့ပြည်သူများအထက်ထောက်ပံ့ရေးပစ္စည်းများကိုတယ်ဆောင်လာတဲ့ရင်းနှန်းကိုစည်းကိုစစ်ကောင်စီတပ်ကဆက်လက်တနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရင်းနှန်းဟာမန္တလေးမြို့ကိုခရီးဆိုင်ရာမှာနောင်ချိုမြို့နယ်အုံမတိကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသင်းဆောင်ဆိုင်ပြစ်ခတ်ခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။ပြည်ထောင်ကြက်ချင်းဒီအသင်းရဲ့အကူအညီပေးရေးရင်းနှန်းဟာ မန္တလေးမြို့ကိုခရီးဆက်သွားမဲ့အကြောင်းကိုလည်းစစ်ကောင်စီတန်းကိုတရင်ပေးပို့ခဲ့ပြီးဖြစ်တော်လဲအခုလိုမျိုးလမ်းခီးမှာပြစ်ခတ်ခံရပြီးတော့နောင်ချုံမြို့ကိုပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့သိရပါဗျာတရုတ်နိုင်ငံချက်ချင်းဒီအတင်းရဲ့မြန်မာနိုင်ငံငလျင်ဘေးတင်တဲ့ပြည်သူများအတော်ထောက်ပံ့ရေးပစ္စည်းများတယ်ဆောင်လာတဲ့ရေတန်းကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီးတော့၎င်းတို့ရဲ့လိုရာခရီးကိုဆက်လက်ပြီးတော့ပို့ဆောင်သွားမယ်လို့ TNL ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငန်လျင်သတင်းကတော့ပဲခူးနေပြည်တော်မန္တလေးနဲ့စကိုင်းမှာငန်လျင်ကြီးလှုပ်မယ်ဆိုတဲ့ကောလာဟာလာများပြန့်နှံ့နေတဲ့အတွက်ပြည်သူများဟာရွတ်ရွတ်တဲတဲဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မွန်လွင်နာနာ20မိနစ်ကစတင်ပြီးတော့နိုင်ပိုင်းအတွင်းမှာငန်လျင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့သတင်းများဟာပဲခူးမြို့မန္တလေးမြို့နဲ့စကိုင်းမြို့မှာရှိတဲ့ပြည်သူများကြားမှာပြန့်နှံ့လာရကနေပြည်သူများရွတ်ရွတ်တဲတဲဖြစ်နေကြတယ်လို့သိရပါတယ်ပဲခူးမှာတော့ငန်လျင်လှုပ်မယ်ဆိုပြီးတော့သတင်းတွေတအားပြန့်နေလို့အခုလူတွေတော့အထုပ်တွေထုတ်ပြီးတော့ရွတ်ရွတ်တဲတဲဖြစ်နေတယ်လို့ပဲခူးမြို့ကတူက သတင်းပေးပို့ထားပါရယ်မန္တလေးမြို့မှာကယ်ဆယ်ရေးလုပ်နေတဲ့ကုညီရေးသမားတအုပ်ကလည်း2နာရီမိနစ်20ကစပြီးတော့ပညာရှင်များရဲ့လေးလာမှုအရာ나이ဝတ်အတွင်းမှာငလျင်သတိတယ်နော်ကျွန်တော်တို့အဖွဲ့တွေကိုခိတ္တနားခိုင်းတာပါတယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါရယ်စကိုင်းမြို့ကပြည်သူတချို့ကလည်းငလျင်ကြီးထပ်မံလုပ်မယ်ဆိုတဲ့သတင်းများကြောင့်ပြည်သူများစိုးရိမ်တကြီးဖြစ်နေရတယ်လို့ပြောဆိုထားပါရယ်ငလျင်လှုပ်ခတ်မှုကိုချိုးတင်အတိအကျခံမှန်းရန်ခက်ခဲကြောင်း ဘူမိဗေဒပညာရှင်များကထုတ်ဖော်ပြောဆိုထားပြီးတော့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့အချိန်မှာတော့နောက်ဆက်တွဲမလျင်ငယ်များလှုပ်ခတ်လိမ့်ရှိတယ်လို့ပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာမက်လ28ရက်နေ့မွန်လွယ်ပိုင်းကပြင်အား9.8အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်ငလျင်လှုပ်ခတ်မှု58ကြိမ်ရှိနေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်မြမမီးထားအင်ယာများဟာငလျင်တန်းကြောင့်ပြိုကျပျက်စီးသွားပြီးတော့နန်းစီဒီယန်ဝန်ထမ်းများနဲ့မိသားစုဝင်ပေါင်း1600ကျော်ဟာ ကူမဲ့ကဲမဲ့သူမရှိဘဲနဲ့ဒုက္ခရောက်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်နေပြည်တော်မှာရှိတဲ့မြမမြေထားရုံးချုပ်ဝန်ထမ်းအင်အားများတဲ့ကလေးရက်တိုက်အမှုထမ်းအင်အား25လုံးအရာထမ်းအင်အား18လုံးဟာပြက်စီးခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်လို့မရတော့ဘူးလို့သိရပါဗါဒ။ဒါကြောင့်စစ်ကောင်စီကဝန်ထမ်းများနဲ့မိသားစုဝင်များကိုနေပြည်တော်ပုပ်ပတ်တည်တည်မြို့နယ် ်နေပြည်တော်ဘူရာကြီးအမတ်တဲ့ platform နဲ့ကုန်လန်ပို့ဆောင်ရေးဝင်းထဲမှာယာယီနေထိုင်ရန်နေရာချထားပေးတယ်လို့သိရပါဗါးဒါပေမဲ့ဘာအကူအညီမှမပေးဘဲနဲ့တောက်တုံးရေးစားနေရခါနဲ့အမိုးအကာများလဲအကူအညီလိုအပ်နေတယ်လို့သိရပါဗါးဘသူမှလည်းလာမကြည့်ကြဘူးရေတောင်တဘူး2000နဲ့ဝယ်တောက်နေရပါတယ်ငလျင်ကြောင့်မြမမိထားဝန်ထမ်းနဲ့မိသားစုဝင်12ဦးတည်ဆုံးသွားပါတယ်14ဦးကတော့ဒဏ်ရာပြင်းထန်ရရှိသွားတယ်ကျွန်တော်တို့ကဘသူမှလည်းလာမကြည့်ပါဘူး တောက်ရည်မရှိလို့တောက်ရည်20လီတာတပူးကို2000နဲ့ဝယ်တောင်းနေရတယ်လို့မြမမီးအထောင်ဝန်ထမ်းတို့ကပြောဆိုထားပါတယ်လက်တလုံးနေပြည်တော်မှာရှိတယ်ဝန်ထမ်းအင်အားများအလုံးဟာပြိုကျပျက်စီးသွားတဲ့အတွက်ဝန်ထမ်းများအလုံးကလမ်းပေါ်မှာသာအိတ်ဆက်နေရတယ်လို့ပြောဆိုထားပါတယ်စားဝတ်နေရေးအတွက်စစ်ကောင်စီထံကထိရောက်တဲ့အကူအညီဘာအကူအညီမှမရရှိဘူးလို့နေပြည်တော်ကဝန်ထမ်းများကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းမိထီလာတပ်နယ်မှာငလျင်ကျောင်းစစ်တပ်ဘက်ကအယောက်20ကျော်တေဆုံးခဲ့ပြီးတော့အမတ်1တပ်မတော်အကြီးစားဆက်ယုံမှာလဲတေဆုံးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ28ရက်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကျောင်းအမတ်69ချင်းမြတ်တပ်မဌာနချုပ်လက်အောက်ခံတရဲများကတာဝန်ရှိသူများအပါအဝင်တပ်နယ်ဆိုင်ရာအစည်းအဝေးကျင်းပနေတဲ့အချိန်ဖြစ်ပြီးတော့အစည်းအဝေးခန်းမဆောင်ပြိုကျမှုကြောင့်တေဆုံးမှုတွေများပြားခဲ့တယ်လို့ပြောပါတယ်။၄18တပ်ကအရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတေဆုံးမှုရှိပါတယ်။အရေး တွက်ကတော့အတိအကျမသိရသေးဘူးပေးဆုံးမှုကတော့ရှိပါတယ်အစည်းအဝေးခမ်းမဆောင်တွေပြိုကျကုန်တာလို့ တက်တွင်းသတင်းရေးမြစ်ကပြောပြထားပါတယ်။ဒါအပြင်မိထီလာအခြေဆိုင်အမတ်တက်မတော်အကြီးစားဆက်ယုံတက်ကဆတက်မှာလဲငလျင်တန်းကြောင့်ဆက်ယုံအဆောက်အုံများပြိုကျခဲ့ပြီးတော့တေဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်။တက်ကဆတက်ဟာစစ်တုံးကားများတန်ချက်ကကားများကိုအဓိကထုတ်လုပ်နေတဲ့ဆက်ယုံတစ်ခုဖြစ်တယ်လို့သိရပါတယ်။တက်ကဆတက်မှာလဲတေဆုံးမှုတွေကတော့ရှိပါတယ်။ဒါပေမဲ့သတင်းကဖုံးထားတော့အတိအကျဘလောက်ဆိုတာမသိရဘူးဖြစ်နေတယ်။အပြည့်စည်တွေလည်းများတယ်။တေဆုံးမှုတွေကတော့များတယ်လို့တက်အတိုင်းဝိုင်းကပြောပြထားပါတယ်။နေပြည်တော်ဇေယျသတိမြို့နယ်မှာရှိတယ်။စစ်ယုံနဲ့ လက်ယုံတက်ယုံများမှာလဲအဆောက်အအုံများစွာပြိုကျခဲ့တဲ့အတွက်သေဆုံးမှုများစွာရှိခဲ့ပြီးတော့အ ਨੇ ဆုံးအရာရှိနဲ့စစ်သားအယောက်တရာဝင်းကျင်သေဆုံးနိုင်တယ်လို့တက်တွင်းသတင်းရင်းမြစ်များရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံအလဲပိုင်းမှာမက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းတည်ဆုံးသူ2886ဦးရှိလာပြီလို့အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်၈နာရီအချိန်အထိငလျင်ဒဏ်ကြောင်းတည်ဆုံးသူ2886ဦးဒဏ်ရာရရှိသူ4639ဦးနဲ့ပျောက်ဆုံးသူ383ဦးလို့ရှိလာပြီလို့သတင်းထုတ်ပြန်ထားပါရယ်။လက်တလောကူညီကယ်ဆယ်ရေးအဖွဲ့များကငလျင်ဒဏ်တဲ့နဲ့သခိုင်းနဲ့မန္တလေးကအဆောက်အအုံများကိုဖယ်ရှားရှင်းလင်းနေရမှာအလောင်းများဟာပုတ်ပွားနေပြီ ီးတော့ရှင်းလင်းရန်ခက်ခဲလာကြောင်းကုညီကယ်ဆယ်ရေးလှုပ်ဆောင်သူများကပြင်ပြဖို့ပြောကြားထားပါတယ်။အလောင်းတွေကပုတ်ပွနေတာဆိုတော့ဆွဲထုတ်တဲ့နေရာမှာအပိုင်းပိုင်းတွေပြတ်ကုန်တဲ့ ်တလောင်းထုတ်ပြီးရင်လက်အိတ်တွေအကုန်လဲရတယ်အနံ့ကလည်းတော်တော်လေးကိုစိုးတယ်အလောင်းအိတ်တွေနဲ့လက်အိတ်တွေလိုအပ်နေပါတယ်လို့စကိုင်းမြို့ပေါ်မှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူတဦးကလူမှုကွန်ရက်ပေါ်မှာရေးသားထားတာကိုတွေ့ရပါတယ်မန္တလေးကဒေသခံပြည်သူတို့ကတော့ဖယ်ရှားခြင်းမရှိသေးတဲ့ပြိုကျနေတဲ့အဆောက်အုံများအနည်းကဖျက်ဆီးသွားလာပါကအပုပ်နဲ့အများရနေကြောင်းပြောဆိုထားပါတယ်အချိန်မီရှင်းလင်းနိုင်ခြင်းမရှိပါကရေရှည်မှာကျန်းမာရေးပြဿနာတွေကြုံတွေ့ရဖွယ်ရှိတယ်လို့သုံးသပ်ပြောဆိုထားပါတယ် ်ပျော်နေတဲ့အဆောက်အုံနားတွေမှာဖြတ်သွားလို့ရှိရင်အပုပ်နဲ့နေရပါတယ်အလောင်းတွေအောက်မှာရှိနေတယ်ထင်တယ်လို့မန္တလေးသားတို့ကပြောပြထားပါတယ်လက်တလုံးမှာမန္တလေးနဲ့သခိုင်းကအိမ်ပိုင်ရှင်များဟာငလျင်ကြောင့်မိမိတို့ရဲ့ပျော်ကြပျက်စီးသွားတဲ့နေအိမ်နဲ့တိုက်တာများကိုရှင်းလင်းရေးလုပ်လို့တော့လေမြေကော်ဆက်နဲ့ဗတ်ဟိုးများငှားရမ်းကားတွေဟာလည်းအလွန်ကိုဈေးနှုန်းမြင့်တက်နေတဲ့အတွက်ရှင်းလင်းရေးလုပ်ရန်မတတ်နိုင်ဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအင်းတော်မျိုးမြို့မှဖုန်ကြီးချောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလာ၁ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်ကမှအင်းတော်မျိုးမြို့မှဖုန်ကြီးချောင်းကိုအကြမ်းမတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမတ်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုအတွင်းမှာအရဲသားပြည်သူနှုတ်သေးဆုံးက၈ဦးထဏ်ရာရရှိခဲ့ပြီးတော့ရတ်တော်မူဖျားလဲလေရင်ဘုံစားထိမှန်ပြီးတော့ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ၈ဦးရဲ့အခြေအနေကတော့မသိရသေးပါဘူး။နှစ်ဦးကတော့တေဆုံးသွားပါတယ်။ရတ်တော်မူဖျားလဲလေရင်ဘုံထိမှန်လို့ပျော်စီးမှုရှိတယ်လို့သိရတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့သူ၈ဦးရဲ့အခြေအနေကတော့မသိရသေးပါဘူး။နှစ်ဦးကတော့တေဆုံးသွားပါတယ်။ရတ်တော်မူဖျားလဲလေရင်ဘုံထိလို့ပျက်စီးသွားတယ်လို့သိရတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေကသူတို့စစ်တပ်ဂုံးပေါ်မှာဆိုတော့ဒဏ်ရာအခြေအနေကိုအတီးပြုတ်နိုင်သေးတာ။ အခုမှဘုံကျဲတိုက်ခိုက်ခံရတဲ့စစ်တပ်ကုန်းကရဲတွေပြူစောတိတွေနဲ့နန်းစီတွေကနေအများဆုံးကြံနေတာပေါ့ပြည်သူတွေကတော့ကြံခဲ့ရင်တော့မှနည်းနည်းပဲကြံမယ်ထင်တယ်အဲ့ဒီမှာပြည်သူတွေတော်တော်များများကတော့ထွက်ခဲ့ပြီးပြီပေါ့မရှိတော့ဘူးလို့ Indo Revolution IR အဖွဲ့ကတော်ဝင်ရှိသူတို့ကရှင်းပြထားပါတယ်အလားတူပဲကရင်ပြည်နယ်ကျုံတုံးမြို့မှာရှိတဲ့ချင်းရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးခဲ့ရတယ်လို့ KNU ဗဟိုကပြောဆိုထားပါတယ်အေပီလာတရက်နေ့ညနေ9:00ခွဲအချိန်ကမှ ကျုံတုံးမြုံနဲ့ဝိဇာကုံကြီးရွာအတွင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းမဲ့စစ်တပ်ရဲ့စကခဆက်နဲ့လက်အောက်ခံ တတ်တဲ့အမြောက်ကုန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီး၅လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးပေါက်ကွဲတံကြောင်ဝိဇာကုန်းကြီးရွာမှာနေထိုင်တဲ့အသက်58နှစ်အရွယ်အမျိုးသမီးတအူနှလုံးဖောက်ကနောက်ပြန်လဲကြပြီးတော့အုတ်ခုံနဲ့နောက်ဆက်ထိမှန်ပြီးသေဆုံးသွားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်ဟာတနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုများကစစ်ဘေးစစ်ဒဏ်များကြောင့်တော့၎င်းတဘာဝဘေးဒဏ်များကြောင့်တော့၎င်းအသက်အိုးအိမ်ပျက်စီးများဆုံးရှုံးခဲ့ရပြီးတော့ဒုက္ခရောက်နေတဲ့အချိန်မှာတော့လူ ူသားချင်းစာနာထောက်ထားမှုမရှိဘဲစည်ရေးပြတ်မှတ်မဟုတ်တဲ့ဘာသာရေးအဆောက်အဦများပြည်သူစေယုံစေပေကမ်းများစာသင်ကျောင်းများနဲ့အပြစ်မဲ့တဲ့အရသာပြည်သူတွေနေထိုင်တဲ့နေရာများကိုပြစ်မှတ်ထားတာရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိတယ်လို့ KNU ဗဟိုကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငန်လျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ